ောင်ပြတယ်မြန်မာပါဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံကအထင်ကြီးဖျားကြီးတစ်ခုဖြစ်တဲ့မဟာမုနိဖျားကြီးရဲ့တမိုင်းအချုပ်တွေးတွေကိုပဲဒီနေ့ဆွေးနွေးသမှာဖြစ်ပါတယ်ဒီထဲမှာဘယ်အကြောင်းကိုဆွေးနွေးသမလဲဆိုလို့ရှိရင်မဟာမုနိဖျားကြီးကဗုဒ္ဓမြတ်စွာဘုရားလက်ထက်ထဲကတည်ထားခဲ့တာလားဒါအပြင်ရခိုင်ပိုင်မဟာမုနိဖျားကြီးကဘလို့ဖြစ်ပြီးမန္တလေးကိုရောက်ရှိခဲ့တဲ့ကုန်းမောင်မင်းဆက်ဘုရော့ဘုရားကရခိုင်မရမင်းဆက်ပေါ့နော်မရမင်းဆက်မဟာသမရမင်းကို ဘယ်လိုတတ်ခဲ့လဲဒါအပြင်ဟိုဘောเนาะရခိုင်ကပြည်သူတွေနဲ့တမိုင်းအမွေနစ်တွေကိုဘာလုပ်ခဲ့လဲဆိုတာကိုလည်းဆွေးနွေးတော့မှာဖြစ်ပါတယ်အရင်ဆုံးပေါ့เนาะဒီမဟာမုနိဖရာကြီးရဲ့အနောက်က quality တွေကိုကျွန်တော်တို့အရင်ဆုံးကြည့်ကြမယ် quality ဆိုတာကဘယ်လိုပြောရမလဲဆိုလို့ရှင်ဒါကကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှင်နိုင်ငံရေးလိုပဲအထိပယ်ရဒါပေမဲ့ quality ဆိုတာကအမျိုးမျိုးအတုံးဝင်တယ်ပေါ့เนาะဟိုမကောင်းကြံတာလို့လည်းပြောလို့ရတယ်ဒါပေမဲ့လူယူတာလို့လည်းပြောလို့ရတယ်အုတ်ချုပ်ရေးလို့လည်းပြောလို့ရတယ်ပြီးွားလို့ရှိရင်ညံစင်တာလို့လည်းပြောလို့ရတယ်အမျိုးမျိုးပေါ့နော်ဒီ politics ကအမျိုးမျိုးလိမ့်ပဲရောက်တယ်ပေါ့နော် ဒီထဲမှာ politics ကပါလဲဆိုလို့ရှိရင်ဒီ politics ကဒီမဟာမူနိဖျားကြည့်ဘူးလို့ခြင်းတဲ့ politics ပေါ့နော်ဘယ်လို politics လဲဆိုလို့ရှိရင်ဒါကပကံခစ်တွေရရခိုင်ကနေမဟာမူနိဖျားကြည့်ကိုလိုချင်တာဖြစ်တယ်ပေါ့နော်အဲဘယ်လိုလိုချင်လဲဆိုလို့ရှိရင်ရခိုင်ရခိုင်နေရှိမှာပေါ့နော်ပထမဆုံးပကံခစ်မှာဘယ်သူတောင်းခဲ့လဲဆိုရင်အတော်ရထားမင်းစောပေါ့နော်အတော်ရထားမင်းတောင်းခဲ့တယ်ပေါ့ပြီးတော့အလောင်းစီလူမင်းတောင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ယောက်ကဘယ်သူတောင်းလဲဆိုလို့ရှိရင်အမရပူရာမျိုးတီထောင်တဲ့လူပေါ့နော်ကိုတော့ခင်ရပေါ့ဘုံမောင်မင်းဆက် သူကဒီရခိုင်ပြည်နယ်မှာတောင်းကြည့်တယ်တောင်းလို့မရတဲ့အချိန်ကြတော့တပြည်လုံးဝင်သူတိုက်ခိုက်တိမ်ပိုက်လိုက်တယ်ပေါ့နော်တိုက်ခိုက်တိမ်ပိုက်တာဘယ်ချိန်မှာအပြည်စည်းွားလဲဆိုရင်1884မှာလောကပြည်စည်းွားတယ်ပေါ့နော်ပြီးဆုံးွားတဲ့အချိန်မှာသူကဒီဟာကိုဘလို့ပင်းဆောင်လဲဆိုလို့ရှိရင်16ရက်ဆယ်လ1884ပေါ့နော်16ရက်ဆယ်လ1884မှာသူကသူ့ရဲ့သားပေါ့နော် စကုမင်းနဲ့ကာမမင်းကိုလွတ်ပြီးတော့ဒီရခိုင်ကနေမန္တလေးကိုပင်းဆောင်လာတယ်ပေါ့နော် ပင့်ဆောင်လာတယ်ဒါပေမဲ့ရခိုင်ကနေမန္တလေးကိုပဲဟိုပင့်ဆောင်လာတာဘလောက်ကြာလဲဆိုလို့ရှိရင်ဟို10ဟိုတလာပိုင်း4ရက်နေမှာပေါ့နော်တောင်တလာပိုင်း4ရက်နေ1985မှာသူတို့ရောက်တယ်ပေါ့နော်ရောက်တယ်ဆိုတာကိုပြောပြထားတယ်ဒီထဲမှာအများကြီး mythology ရောတယ်လို့ပြောလို့ရတယ်ပေါ့နော် mythology ရောတယ်ဆိုတာထောင်ပေါင်း138လုံးနေပါပြီဖြတ်ကျော်လာတယ်အအများကြီးပြောရတယ်ပေါ့နော်စာဖွဲ့ရတဲ့ပုံစံမျိုးလို့ပြောလိုက်ရမှာဒါကတော့ထားပါဒီ18 AD century ပေါ့နော် AD century မှာဒါဖြစ်ခဲ့တာပေါ့နော် ဒါရဲ့အဓိကမေနောက်ကွယ်နောက် factor တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီရခိုင်ကဘောနော်မဟာမုနိဘုရားကြီးကိုဘာကြောင့်လိုချင်တာလဲဆိုလို့ရှိရင်နံပါတ်၁ကဘာလဲဆိုရင်ဒီလိုမျိုးပေးဆောင်လာတာဟာသူတို့ရဲ့ main ဘောနော် main ဂုံတိတ်ခါဘောဟိုးအရင်နေကတောင်းခဲ့တာဘောတောင်းခဲ့တာမရတဲ့အတွက်ကိုငါတို့ခင်မှာရခဲ့တယ်ဆိုတဲ့အတိတ်ပင်နဲ့တောင်းခဲ့တာဖြစ်တယ်ဘောနော်ဟိုယူခဲ့တာဘောတိတ်ယူခဲ့တာဖြစ်တယ်ဘော ဒါကဒီတိရလက်ခံလို့ရသေးတယ်ပေါ့နော်ဒီတိရလက်ခံလို့ရသေးတယ်ဆိုတာဘယ်လိုလဲဆိုရင်နိုင်လည်းမြင်လို့ရသေးတယ်ပေါ့နော်ဒါကတနိုင်ငံနဲ့တနိုင်ငံရန်ဖြစ်တဲ့အချိန်ကြလို့ရှိရင်အဲလူယူတာတွေဒီလိုမျိုးအထွတ်ထိပ်ထားတာတွေယူတာတွေရဒါထုံးစံပဲဒါအရင်ကခေတ်ကတချို့နိုင်ငံတွေကလည်းဟုတ်တယ်တချို့နိုင်ငံတွေကမလုပ်ဘူးပေါ့နော်နိုင်ငံတွေဆိုတာထက် empire တွေပေါ့ dynasty တွေပေါ့ဒီကောင်နေရာလောက်ကြတယ်ဒီမှာထပ်ပြီးတော့ဘာလဲဘာစဉ်းစားကြရဖြစ်လဲဆိုရင်ဘိုးတော်ဘုရားပေါ့နော်ဘိုးတော်ဘုရားက ဒီအဲ့ချိန်မှာရက်ခိုင်မှာမရမင်းဆက်ပေါ့နော်မရမင်းဆက်မဟာသမရမင်းပေါ့မဟာသမရမင်းကိုဘာလောက်ခဲ့လဲပေါ့နော်ပြီးတော့ပြည်သူတွေကိုဘာလောက်ခဲ့လဲဒီပေါ့နော်ရက်ခိုင်ကဖျားအမွေနစ်တွေဘာလောက်ခဲ့လဲဆိုတာကြားလို့ရှိရင်လုံးဝ trace ပြမိမှာ community ကလည်းချိန်တယ်အရင်ဆုံးပေါ့နော်ကောမောမင်းဆက်တွေကဒီပေါ့နော်ရက်ခိုင်ကဘယင်မို့မရမင်းဆက်မဟာသမရမင်းကိုဘာလောက်လဲဆိုလို့ရှိရင်သူတို့စစ်ပွဲအောင်နိုင်သွားတဲ့အချိန်မှာသူတို့ကအကျယ်ချုံးနဲ့သူတို့မန္တလေးကိုခေါ်လာခဲ့တယ်ပေါ့နော်ခေါ်လာခဲ့တဲ့အချိန်မှာ သူကဘယ်လိုပြောမလဲဆိုအာနာဇက်တီဖယ်ရှားတယ်ဖယ်ရှားပြီးတော့သူဘယ်လိုပြောအထောင်းချတာလိုက်တယ်ပေါ့နော်ထောင်းချပြီးတဲ့အချိန်မှာဒီနောက်ပိုင်းမှာတရားမရမင်းဇက်လည်းမရှိတော့ဘူးပေါ့နော်ရခိုင်ကိုပြီးရင်ဒါအပြင်ပေါ်တာပိုင်းဖက်လက်ဘာထက်လုတ်သေးလေးဆိုလို့ရှိရင်ရခိုင်ကပြည်သူတွေညှဉ်းပန်းနှိပ်စက်တွေဆိုပြီးပြောပြလာတယ်ပေါ့နော်။ဒါကကုန်းမောင်ရာဇဝင်ကုန်းမောင်ရာဇဝင်ပေါ့နော်။မဟာရာဇဝင်ကြီးပေါ့နော်။ကုန်းမောင်ရာဇဝင်ရဲ့အပိုင်းမှာလည်းကျွန်တော်တို့ကြည့်လို့ရတယ်။ပြီးသွားလို့ရှိရင်ရခိုင်ရာဇဝင်ပေါ့နော်။ရခိုင်ရာဇဝင်တက်ပေါ့နော်။ရာဇဝင်တက်မှလည်းကြည့်လို့ရတယ်။ဒါအပြင်ကို ထပ်ပြီးတော့ဗောနကျွန်တော်တို့မြန်မာနိုင်ငံကျန်းလေးကိုဖယ်ကြည့်လိုက်ဗောနဖယ်လိုက်လို့ဆိုရင်ကြီးဟက်ပြီးရေးရတယ်လည်းရှိတယ်ဂျော့ကင်းလက်တာရေးရတယ်လည်းရှိတယ်ဗောနဂျော့ကင်းလက်တာရေးွားတယ်ဆိုလို့ရှိရင်ဒီရခိုင်ပြည်ပြတ်သုံးရတဲ့အကြောင်းကိုသူအဓိကပဲရေးရတာဗောပြီးတော့သူတို့ research လေးလုပ်ထားတယ်ဗောနလို့မျိုးရေးရတယ်ပြီးတော့ကြီးဟက်ပြီးဆိုရင်ဘိုးတော်စိုးသေးတယ်ဒီမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ history of army အကြောင်းကိုသူအပြည့်စုံရေးရတာဗောနဘာဖြစ်လို့အချိန်အချက်ကလေးကြီးဗောနဒီထက်ပိုပြီးဆိုတာဘာလဲဆိုပြည်သူတွေကိုဗောနရခိုင်ကပြည်သူတွေအတိတ်အကျက် အတင်းအကျပ် migration လောက်ခိုင်းလဲဆိုပြီးတော့အလေးကမင်းပြောတာ migration လောက်ခိုင်းလဲဆိုတာဒီပြည်သူတွေအဲ့ခစ်ကပေါ့နော်အဲ့ခစ်ကကကဂျွန်ခစ်ဆိုတာရှိသေးတယ်လေဂျွန်ခစ်ဆိုတာလည်းရှိသေးတယ်ဂျွန်ပြူဘူးခေါ်လာတယ်ဆိုပြီးတော့လည်းသူပြောတာလေပြီးတော့ဒီလိုမျိုးပေါ့နော်ဒီမဟာမုဏိဖျားကြီးကိုယူလာကဟိုဘလောက်တော့အခြေအနေဆိုလဲဆိုလို့ရှိရင်ပြည်သူရဲ့စိတ်ဓာတ်တွေကိုအရင်ထိခိုက်စေတယ်ဆိုပြီးတော့လည်းပြောပြတာကြတယ်ပြည်သူရဲ့စိတ်ဓာတ်ကိုဘာကြောင့်ထိခိုက်တယ်လဲဆိုတော့မဟာမုဏိဖျားကြီးကဒီရခိုင်မှာအထွတ်ထိပ်ထားဘုရားတစ်ခုဖြစ်တယ်ပေါ့နော်အထွတ်ထိပ်ထားဘုရားတစ်ခုဖြစ်တဲ့အတွက်ကိုဒီလိုမျိုးဖြစ်သွားတယ် ပြီးတော့ထပ်ပြီးစဉ်းစားကြည့်ရပါလဲဆိုလို့ရှိရင်ပေါ့နော်ဒါက GE Happy နဲ့ Jogging လေးတာမပြောတာလဲဆိုလို့ရှိရင်ဒီပေါ့နော်ဒီကုန်းမောင်မင်းဆက်တီရဲ့အဓိက main target ကမဟာမူလီဖျားကြီးပဲပေါ့နော်ကျန်တဲ့အထောက်အထားတွေဆိုတော့ target မထားဘူးပေါ့နော် target မထားဘူးဆိုပြီးပြောရတယ်ဒီထဲမှာထပ်ပြီးတော့ပြောချင်တာကလည်းဆိုလို့ရှိရင်သူကရခိုင်ပြည်မို့ online နဲ့အချိန်မှာတခြားတမိုင်းအထောက်အထားတွေနဲ့ယုတ်ထုစင်တူတွေပေါ့နော်ရောဖျားယုတ်ထုတွေပေါ့နော်ဖျားယုတ်ထုတွေအကုန်လုံးကိုဖျက်ဆီးပစ်တယ်ဆိုပြီးတော့လည်းပေါ်ပြထားတယ် အိမ်မှာနည်းနည်းပြန်ပြီးစဉ်းစားကြရပါဘောနော်ဒီကုန်းမမင်းဆက်တွေကဟိုဒီရတဲ့အကုန်လုံးကိုဖြတ်စည်းတယ်သူရဲ့တမိုင်းအမွေနစ်တွေပေါ့နော်အဓိကမင်းပြောမှာတမိုင်းအမွေနစ်တွေအမွေနစ်တွေအကုန်လုံးကိုဖြတ်စည်းပြီးွားမှဒီမဟာမုနိကိုတုတ္တာနှစ်ယောက်နဲ့ပြီးပင်းဆောင်နိုင်တာဖြစ်တယ်ပေါ့နော် then ဒီလိုမျိုးကိုသူတို့ဖော်ပြလာတယ်ပြီးတော့ပြည်သူတွေကိုသူတို့ကဗာထပ်ပြောလဲဆိုလို့ရှိရင်ပြည်သူတွေကိုဒီလိုမျိုးပေါ့နော်အဲ့ချင်ရ migration လောက်ခိုင်းတာပေါ့နော်ကြုံဖြစ်စီခိုင်းစီတာတွေပြီးတော့သူတို့ရဲ့ပစ္စည်းလူယူတာပေါ့နော်သူတို့ရဲ့ပစ္စည်းလူယူတာနှင်းပန်းနှိမ့်ဆက်တာတွေရာ ဒီလိုမျိုးအမွေနစ်တွေဖြက်စီးတာတွေကဒါအိုက်ခေခါကတဘာဝပဲဆိုပြီးဂျေကွင်းလေလာဩပြောရလို့ရှင်ကြီးဟဲ့ပြီးရောပြောတာလေပေါ့နော်ဒီကောင်းမောင်မင်းဆက်တွေပေါ့နော်အဓိကမိန်ပေါ့မဟာမူရိဖျားရှိကိုဒီလိုမျိုးတို့မန္တလေးဘက်ကိုယူဆောင်လာတယ်ပေါ့ယူဆောင်လာပြီးတဲ့အချိန်မှာဒီတမိုင်းမှာမလို့ဖြစ်သွားလဲဆိုတော့အခုခေတ်မှာပေါ့နော်အခုခေတ်မှာဒီမဟာမူရိဖျားနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘလောက်ပဲ research လုပ်လို့ပေါ့နော်အဓိကမိန်ပြန်ကြည့်မယ်ဆိုရင် Google ပေါ့နော်အဲ Google ပဲဖြစ်ဖြစ်တခြား platform တွေပဲဖြစ်ဖြစ်ပေါ့နော် Quora ပဲဖြစ်ဖြစ် Reddit ပဲဖြစ် မိပါလို့ရှင်ထပ်ပြီးတော့ဗောနော HD ပဲရွှေကျွန်တော်တို့ live ရှာကြည့်မယ်ဆိုရင်တော့မှအဓိကမိပြတာအများဆုံးကဘာလဲဆိုရင်ဘိုးတော်ဖရာတိဆောက်ခဲ့တယ်ပြီးပါလို့ရှိရင်ဒီຢာကမန္တလေးရဖရာပါဆိုပြီးပေါ်ပြလာတယ်ပါကြောင့်လဲဆိုလို့ရှိရင်ဗောနော်သူကနှစ်ပိုင်းခွဲတယ်လို့ပြောတယ်နှစ်ပိုင်းခွဲတယ်ဆိုတာဘယ်လိုလဲဆိုရင် ပထမရခိုင်မှာရှိရဗောနော်ရခိုင်မှာရှိပြီးသူတို့ကစစ်အောင်နိုင်ပြီးတင်းလာတယ်ဗောစစ်အောင်နိုင်ပြီးတင်းလာတဲ့အချိန်မှာသူတို့ပြန်ပြီးတော့ဒီဖရာကိုထပ်ပြီးတော့သူတို့ကဘာလုပ်လဲဆို rebuild လုပ် rebuild လုပ်တယ်ဆိုတာဘယ်လိုပြောမလဲဆိုရင် အမ်ဖုန်းရောက်တည်ဆောက်တယ်ပေါ့နော်ဒီရာနဲ့ပတ်သက်ပြီးတို့ပြုပြင်မှုမှမူတွေလောက်တယ်ပြုပြင်မှုမှမူတွေလောက်တယ်လောက်ပြီးရတဲ့အချိန်မှာထပ်ပြီးတော့ဒီရာနဲ့ပတ်သက်တဲ့ record တွေပေါ့နော် record တွေကိုတို့အခိုင်အမာတည်ဆောက်တယ်ပေါ့အဲ့လိုတည်ဆောက်တဲ့အချိန်မှာဒီဟာတွေကဒီမှတ်တမ်းကဒီနေရာမှာဖြစ်သွားဒီအနောက်က politics တွေကမတိရအောင်ဖြစ်သွားတာပေါ့နော်ဒီအနောက်က politics ဆိုတာကဒီအနောက်မှာဒီလိုမျိုးဟိုဘယ်လိုမျိုးလဲဒီလိုမျိုးတည်ယူခဲ့တာတွေဒီပကံက အလွန်ထားမင်းတောင်းခဲ့တာတွေအလောင်းစီလူမှုတောင်းခဲ့တာတွေကဒါကတောင်းတော့မတိကြတော့ဘူးနော်မတိကြတော့ဆိုတာငါမလိုလဲဆိုရင်ဟိုတောင်းတော့တိတ်ပြီးမဆွေးနှွေးကြတော့ဘူးနော်ဒီဟာတော့ကျွန်တော်ဆွေးနွေးတယ်ဆိုရင် controversy တော့ဖြစ်နိုင်ပြီးတော့ရှိတယ်ကျွန်တော်နားလဲတယ်ဗောနော်ဒါပေမဲ့ဒါကဆွေးနွေးရမယ်အဲ့လိုမျိုးပုံစံမျိုးဖြစ်နေဗောနော်ဘာလို့လဲဆိုတော့တချို့ community ကဒီအကြောင်းနဲ့မသက်ပြီးတိမေးပါလို့ပြောရတဲ့အတွက်ကျွန်တော်ဆွေးနွေးတာဖြစ်တယ်ဗောနော်ပြီးတော့ထပ်ပြီးတော့ဗောနော်တမိုင်းပညာရှင်တွေပေါ့တမိုင်းပညာရှင်တွေရခိုင်ကတမိုင်းပညာရှင်တွေ ਨੇ ထပ်ပြီးဆွေးနွေးစီရကဘာလဲဆိုရင်တို့ငင်းပွားဝယ်ရကိစ္စပေါ့နော်ငင်းပွားဝယ်ရကိစ္စကဘာပြောရလဲဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးဟိုမဟာမုဏိဖျားကြီးကိုတို့ကတည့်ဆောင်လာတယ်ပေါ့နော်တည့်ဆောင်လာတဲ့အချိန်မှာဒီမဟာမုဏိဖျားကြီးကရေထဲပြုတ်ကြသွားတယ်ပေါ့နော်ရေထဲပြုတ်ကြသွားတာဟိုဟိုရေထဲပြုတ်ကြသွားတာတို့ပြန်ရှာမတွေ့ဘူးပြန်ရှာမတွေ့တဲ့အချိန်မှာဟိုဟာဗာလဲရုပ်ထုအစ်စ်ကိုတို့တိဆောက်ထားပြီးတော့မန္တလေးကိုပြေးရတယ်ဆိုပြီးတော့လဲပေါ်ပြလာကြတယ်ဒါက ဟိုနည်းနည်း controversy ဖြစ်စရာဖြစ်တယ်ပေါ့နော်အငင်းပွားပွေရဖြစ်တဲ့ຢာဆိုတာဘယ်လိုလဲဆိုလို့ရှိရင်ဖြစ်နိုင်ခြေလေးရှိတယ်မဖြစ်နိုင်ခြေလေးရှိတယ်ပေါ့နော်ဘာလို့50 50ပေါ့ဘာလို့ဖြစ်နိုင်ခြေရှိတယ်လို့ပြောရလဲဆိုလို့ရှိရင်ဒီဖျားကြီးကိုတည်လာတဲ့အချိန်မှာသူတို့အေယာဝတီမြင်လန်းချောင်းကလည်းလာတယ်ဆိုပြီးပြောပြထားတယ်ပေါ့နော်အေယာဝတီမြင်လန်းချောင်းကလာတယ်ဆိုပြီးပြောပြထားတယ်ဒါပေမဲ့ရေးတဲ့ပြုတ်ကြလားရေးတဲ့ပြုတ်မကြဘူးလားဆိုတော့ကျွန်တော်တို့လည်းမသိဘူးပေါ့နော်မသိဘူးဆိုတာဘယ်လိုလဲဆိုလို့ရှိရင်ဒါကအေယာဝတီမှာရှိခဲ့တယ်ပေါ့နော်ဒီဖျားကြီးကအေယာဝတီမှာရှိခဲ့တယ်ဆိုရင် ဒီပေါ့နော်1984ပေါ့နော်1984အဒီ2025ကိုအနှစ်300လောက်ရှိပြီပေါ့ဘလို့မဆိုတွေ့မှာပဲလို့ကျွန်တော်ထင်မိတယ်ပေါ့တကယ်လို့ပြုတ်ကျခဲ့တယ်ဆိုရင်ပေါ့နော်လောက်ဖရာအကြီးပေါ့နော်လောက်ဖရာအကြီးကမတွေ့ဘူးဆိုတော့မဖြစ်နိုင်ဘူးပတနီမဟုတ်တနီပေါ့နော်ဘာလို့လဲဆိုဒီလောက်ခေအဆက်ဆက်ကြီးမှာလေတွေကအသွားလာပြုတ်နေတာတွေရှိတယ်ပြီးတော့မြန်မာနိုင်ငံမှာရင်ငုတ်တင်မောတွေပေါ့နော်ရင်ငုတ်တင်မောတွေဆိုတော့ကျွန်တော်အမေရိကန်ဘာလို့လို့ ရေထဲကိုမြုပ်သွားတယ်ရေငုတ်တင်ပေါ်ရင်ပေါ်ရေငုတ်တင်ပေါ်ဆိုတာကဘယ်လိုလဲဆိုလို့ရှိရင်ဒီရေထဲမှာပေါ့နော်ဟိုလွေးရချို့တွေကျွန်တော်ရန်ကုန်မှာတွေ့ဘူးလေပေါ့နော်ချို့တွေကြိုးကင်ပြီးတော့ခြေရောက်ဟဲ့ကိုဆင်းသွားပြီးတဲ့မှာအောက်ကပစ္စည်းတွေရှာတာအဲ့လို process တွေရှိတယ်လေအဲ့လို process တွေရှိတယ်ဆိုတာဘယ်လိုမှဆိုတွေ့မှာပဲလေကျွန်တော်မြင်မိတယ်ပေါ့နော်ဒီဟာပြုတ်ကြလားပြုတ်မကြဘူးလားဆိုတော့ comment လို့ပဲဆွေးနွေးပြီး comment မှာမှတ်ပေးပါတော့။ထပ်ပြီးတော့ဗောနော်ဒီမဟာမုနိနဲ့ပတ်သက်ပြီးအငင်းဘွားဝေရာကဘာလဲဆိုလို့ရှိရင်ဒါ mythology နည်းနည်းရောတယ်အငင်းဘွားဝေရာနည်းနည်းရှိတယ်လို့ပြောလို့ရတယ် ပါလဲဆိုရင်ဒီမဟာမုနိဘုရားကြီးကဗုဒ္ဓဘုရားရှင်လက်ထက်တည်းကဟိုတည်ထားခဲ့တယ်ဆိုပြီးပြောရတယ်ပေါ့နော်ဒါကဘယ်လိုပြောကြလဲဆိုရင် mythology အပိုင်းပေါ့နော် mythology အပိုင်းမှာဒါကဘယ်လိုပြောကြလဲဆိုရင်ဗုဒ္ဓဘုရားကသူကဒီရခိုင်ကိုလာတယ်ပေါ့နော်ရခိုင်ကိုလာတယ်ဆန္ဒတုရိယာမင်းပေါ့တညာဝရီခေပေါ့တညာဝရီခေကဆန္ဒတုရိယာမင်းနဲ့တွေ့ပြီးတော့သူဘုရားရဲ့တတ်တော်ကြီးပေါ့နော် အမ်ဖရားရဲ့တက်တော်တွေကိုသူထာပနာထည့်ပြီးတော့ဇေတီထားခဲ့ပြီးလေဆိုပြီးတော့လည်းပြောကြတယ်။ဒါကဒါမီတိုလော်ဂျီပေါ့နော်မီတိုလော်ဂျီဆိုတာကျွန်တော်ချုပ်ပြီးပြောတယ်မီတိုလော်ဂျီအဖြစ်ဆိုအရှိပဲကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါမှပြောရတော့ပေါ့နော်ကျွန်တော်ဒါကွန်ပျူတာချုပ်ကွန်ပျူတာတီးကြတယ်ပေါ့နော်ဒါအောင်ကျွန်တော်တိုင်အစင်းထုတ်ပြောလိုက်တာပေါ့ဒီထဲမှာထပ်ပြီးတော့လွဲနေတာဘယ်လိုလဲဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမဟုတ်တော့ကွန်ပျူတာကြည့်တဲ့တေးတေးချာတေးမှာပေါ့ဆန္ဒတူရမင်းကညဘော်ကြီးခင်မှာင်းဆန္ဒတူရက AD 146လာမှာပေါ်တာဖြစ်တယ်ပေါ့နော် AD 146ဆိုတာအတွက်ကိုဗုဒ္ဓက အမ် BC ခင်မှာဆိုတော့တလွဲဖြစ်နေတယ်ပေါ့နော်တလွဲဖြစ်နေတဲ့အဆင်ဟိုလွယ်ပြမယ်အဲနှစ်လွဲနေတယ်ပေါ့နှစ်လွဲနေတယ်ရဆိုမားနေတယ်ပုံစံမျိုးဖြစ်နေတယ်ပေါ့နော် mythology ပေါ့ထပ်ပြီးတော့ပေါ့နော်ဒီထဲမှာစဉ်းစားကြရကဘာလဲဆိုလို့ရှိရင်ဒါက AD ခက်ခဖျားပါဆိုပြီးအတိအကျပြောတာကြတယ်ဘလို့အတိအကျပြောတာရလဲဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံဘတ်ချန်ကတမိုင်းပညာရှင်က၂ယောက်ပေါ့နော်၂ယောက်ကလည်းဒီက AD ခက်ခဖျားဆိုပြီးပြောတာတယ် ပြီးတော့နိုင်ငံခြားပတ်ချံပေါ့နော်နိုင်ငံခြားပတ်ချံကတမိုင်းပညာရှင်တွေရောက်ကဟာဒီ archaeology တွေကဒီတိုင်းတော့ဘာသာကလက်လွတ်ပြောတာမဟုတ်ဘူးပေါ့နော်လာပြီးတော့သူတို့ check လုပ်တယ်ပြီးသွားလို့ရှိရင်ဒီကြောက်သားတွေပေါ့နော်ကြောက်သားတွေဖျားရဲကြောက်သားတွေကြောက်အနေထားတွေအကုန်လုံးကိုစစ်ဆေးချက်တွေပေါ့အနောက်ပတ်ချံတွေယူတာပေါ့နော်စစ်ဆေးချက်တွေယူပြီးသွားမှဒီဟာကဘယ်ခက်ကဖျားဘယ်နဲ့ခုနစ်ကဖျားဆိုတာကို အတီးပြူလာတာဖြစ်တယ်ပေါ့နော်ဒါကပဲသမိုင်းပညာရှင်တွေလည်းဆိုလို့ရှိရင်ပထမဆုံးတစ်ယောက်ကကြတော့ပါမီလာဂုတ်မန်ပေါ့နော်ဒါကကြတော့ The Loss of Kingdom ပေါ့နော် The Loss of Kingdom အာကန်ပေါ့ Spectrus of Arcan ဆိုတဲ့ဒီစာအုပ်ထဲမှာသူကပြောတာလဲဆိုလို့ရှိရင်ဒီသမိုင်းပညာရှင်ရပေါ့နော်ဗာပြောတာလဲဆိုလို့ရှိရင်ဒီဟာကအစောဆုံးဘိသူကတည်းရပေါ့နော်ရခိုင်ခေတ္တရရှိရမဟာမုနိဘုရားကြီးက AD အစောဆုံးပေါ့နော် AD အစောဆုံးမှာဖြစ်တယ်ဆိုပြီးပြောရတယ်ပြီးတော့မဟာမုနိဘုရားကြီးက အဲ့ဒီ900စုကနေ1000ရာစုအတွင်းမှာရှိတယ်ဆိုပြီးတော့သူကပြောတာလေဘုရားတိတိထားခဲ့တယ်ဘုရားမို့နော်အဲ့ချိန်ရလိုက်ရာနေနဲ့စင်တူတယ်ဆိုတဲ့အကြောင်းအဲ့ချိန်ရဒီကြောက်ဒီတူတယ်ဆိုတဲ့အကြောင်းကိုသူပြောလာတယ်ပြီးတော့နောက်တစ်ယောက်ကဗာလဲဆိုလို့ရှိရင်ကြော်ပဲလေးတာပေါ့နော်ဒါကြတော့ဒီအာကန်အကြောင်းနဲ့ပတ်သက်ပြီးတော့သူပြောခဲ့တဲ့တရားပေါ့နော်ပြီးတော့အာကန် legacy နဲ့ပတ်သက်တဲ့အကြောင်းကိုသူအဓိက main ပြောတာပေါ့နော်သူကဗာပြောလဲဆိုလို့ရှိရင်တရားက ီ ADK အစောပိုင်းမှာလုံးဝတည်ခဲ့တာပေါ့နော်သူကကျတော့ဒါက ADK အစောပိုင်းမှာတည်ခဲ့တာဒီတမိုင်းပညာရှင်ကကျတော့ပေါ့နော် ADK အစောပိုင်းကတည်ခဲ့တာခံမှန်းကြီးအားဖြင့်ဆိုရင်ဒါက ADK တရာစုကနေ900စုအတွင်းရှိတယ်ဆိုပြီးဗျာသူကပို့ပြီးနီးစားတယ်ပေါ့နော်သူကပို့ပြီးတော့သူတည်တည်ချာချာပြောလာတယ်ပေါ့ဒီရောက်ကန်တက်လောက်ကြီးရဲ့အချိန်မှာဒီရာဒီအစောဆုံးပေါ့နော်အစောဆုံးပေါ့အစောဆုံးဆိုတာကဒီရခိုင်ရလေ ိုမြန်မာနိုင်ငံမှာပေါ့နော်မြန်မာအခုခေတ်ဆိုတော့မြန်မာနိုင်ငံပေါ့နော်မြန်မာနိုင်ငံမှာအစောဆုံးမူရဘာသာကိုဥပယ်တဲ့လူတွေဖြစ်တယ်လေဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာရှိရတဲ့ computer အခြေအနေ chat cloud ကြီးပေါ့နော်အဲ့ဒါကြောင့်လဲသူကအစောဆုံးအခြေအနေခါမှရှိရပေါ့နော်တစ်ကနေ900ဆိုအတွင်းမှာဒီထားကူဝယ်ရတယ်ဆိုပြီးပြောတယ်ဒါပေမဲ့ ဒီရကအနေဆုံးဆောက်ပွဲဆိုလို့ရှိလို့ရှိရင်အနှစ်အများကြီးကြာမှာပေါ့နော်တနေ့ထဲနဲ့မပြီးဘူးဆိုတော့လည်းပြီးပြောတာလေပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကြတော့ဥဖီမောင်တင်ပြောလို့ရှိရင်ဒေါက်တာတန်းထောင်းပေါ့နော်ဒေါက်တာတန်းထောင်းနဲ့ဥဖီမောင်တင်ရကြတော့ဘာပြောလဲဆိုလို့ရှိရင်ဒီရဟာဒီဟိုဘယ်လိုပြောမလဲအေးဒီအစောပိုင်းကဘုရားပေါ့နော် VC ခက်ကဘုရားလောကမဟုတ်ဘူးဘုရားကလာပြီးတဲပေးတာလားလောကမဖြစ်နိုင်ဘာကြောင့်လဲဆိုတော့ပေါ့နော်ဒါကျွန်တော်နောက်ပိုင်းလေးဗီဒီယိုလုပ်ပေးမယ်ကျွန်တော်တို့အခုပေါ့နော်မြန်မာနိုင်ငံမှာဒေတာကူးကွင်နေတယ်ပေါ့နော်နိုင်ငံတကာမှာပေါ့နော်ဒေတာကူးကွင်နေတယ် ဗုဒ္ဓမြတ်စွာဘုရားရဲ့ယုတ်ထုကဒါကဟိုဘယ်လိုပြောမလဲတခြား archaeology တွေ contact လောက်ပြီးတော့ပုံဖော်ရတာဖြစ်တယ်ပေါ့နော်ဒါကဘယ် archaeology လဲဆိုရင်အိန္ဒိယက archaeology တရောင်းနဲ့ Greece က archaeology တရောင်းနဲ့ပူးပေါင်းပြီးတော့ထောက်ထားတာဖြစ်တယ်ပေါ့နော်ထပ်ပြီးစဉ်းစားကြည့်ရ first year အများကြီးပဲပေါ့နော်ဒီအားနဲ့ပတ်သက်ပြီးဒီအကြောင်းကိုပတ်သက်ရတယ်တရားနဲ့လည်းကျယ်ပြန့်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဗုဒ္ဓယုတ်ထုကကျွန်တော်တို့ဘယ်လိုဖြစ်လာတာလဲဆိုတော့ဒီ original ပေါ့နော်ဒီ original နဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုလုပ်ပြီးမယ်ကျွန်တော်တိတ်မကြခင်ပေါ့နော်အများနှုတ်ကျွန်တော်လုပ်ပြီး အဲအဲ့လိုမျိုး original လုပ်ပြီးတဲ့ချိန်ကျကွန်ပျူတာ waste ခွဲတက်သွားမှာပေါ့နော်ဘယ်လို waste ခွဲတက်သွားမလဲဆိုတော့တမိုင်းကလည်းတခါတလေကျန်ရင်ရှုပ်သွေးလိုင်းရင်းလိုင်းရင်းလိုင်းနဲ့မမီးဘူးနဲ့ရွေးဖြစ်နေမှာပေါ့နော်ကဲကွန်ပျူတာပေါ့နော်ဒီရာဆိုရင်ကွန်ပျူတာရှင်းရှင်းလင်းလင်းမြင်သွားပြီးတော့မြင်ပြီးတယ်ပေါ့နော်ဒီရခိုင်ကမဟာမုန်ကြီးဘုရားကြီးကဘယ်လိုဖြစ်ပြီးတော့မန္တလေးကိုရောက်တာလဲဒီနောက်က politics တွေကပါလဲရခိုင်ကတမိုင်းအမွေနဲ့အချို့ကဘာကြောင့်ဖြစ်စည်းခံတာလဲပေါ့နော်ပြောရလို့ရှိရင်ဒီမဟာမုန်ကြီးဘုရားကြီးကဘယ်ချိန်နေရရှိရလဲဆိုတော့ကွန်ပျူတာတော့တည်တည်ချာချာမြင်သွားပြီးလို့ကျွန်တော်ကတော့မြင်မိတယ် ကျွန်တော်ပြောတဲ့အတိုင်းပဲကွန်ပျူတာကိုယုံပါလို့မပြောပါဘူးဒါပေမဲ့ကွန်ပျူတာစဉ်းစားကြည့်မဟုတ်ဆိုပြတ်ချက်ကြည့်ကွန်ပျူတာအဖြစ်တစ်ခုရသွားမယ်ပေါ့နော်ကျွန်တော်အဓိကမင်းပြောချင်တာဒီရဲမှာထပ်ပြီးပြောချင်တာဘာလဲဆိုရင်ကျွန်တော်ဒီဒီသမိုင်းပညာရှင်တွေကဒီလိုဒီလိုပြောခဲ့တယ်ဆိုတာကိုကိုးကားထားတာပဲဖြစ်တယ်ပေါ့နော်ကျွန်တော်စိတ်ကူးနေကျွန်တော်ပြောချင်တယ်ပြောလို့မရဘူးဆိုတာလေကွန်ပျူတာကိုသိစေချင်တယ်ဘာလို့တချို့ကွန်မန်တာတွေပေါ့နော်တချို့ကွန်မန့်လောက်တဲ့လူတွေက အောက်မှာလာပြီးဘာတွေပြောလို့ပြောနေမှမသိဘူးနော်ခါလေးကျရင်တို့ပဲမစဉ်းစားတတ်တာလားမစဉ်းစားနိုင်တာလားဆိုပြီးတော့ဒေးမိတယ်ပေါ့နော်အဲ့တော့စဉ်းစားကြည့်ပါဒီချီချီချာချင်းကြီးကြီးပါကိုကုတ်ကိုလည်းလေးလာကြည့်ပါဗောနော်ဒါကတချို့ company တို့ကကျွန်တော်လေးလေးဆတ်ဆတ်ဗောနော်ပြိုရေးတင်ပြပါမှညာပြောလို့လားကျွန်တော်တင်ပြရခြင်းဖြစ်တယ်တခြားဘာ controversy ဘာ intense မှာမရှိပါဘူးဆိုတာလည်းတည်တည်ချင်းလေကဲ company တို့ရေ DVD က company တို့အတွက်အတုံးဝင်မယ်လို့ကျွန်တော်ပြောလိမ့်မိတယ်။ DVD ကအတုံးဝင်နေဆိုရင်တခြား company တို့ကိုလည်း share ပြပါအောင် company တို့ရေ ကွန်ပျူတာရဲ့ထင်မြင်ချက်တွေကိုလည်းကွန်မန့်မှာပြောကြားပေးပါအောင်ဒီလိုမျိုးအကြောင်းအရာတွေအမြဲတည်ဖို့အတွက် channel လေးကို subscribe မလုပ်ပါသေးရင် subscribe လုပ်ပြီး support လုပ်ပေးပါအောင်နော်ကွန်ပျူတာကြီးကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ကွန်ပျူတာကြီးအားလုံးနဲ့ပြောပါတော့တတ်တာ bye bye